ဲ့မင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားမှာရှိတဲ့နိုင်ငံသားចောင်းသားတွေအမေများဆုံးမိကွန်းဖြစ်တဲ့ကိုရီးယားမှာចောင်းပြီးသွားရင်ရောဘွဲရပြီးသွားရင်ရောအလုပ်ရနိုင်ခြင်းရှိလား E7 visa ကိုပြောင်းမှုအတွက်အရန်ခတ်တယ်ဘယ်လိုမျိုးတွေလုပ်ရမလဲဆိုရဲမိကွန်းကိုကျွန်မတိတိချာချာလေးပြပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကိုရီးယားမှာ E7 visa နဲ့အလုပ်ရရှိဖို့အတွက်ကိုဘယ်လိုမျိုးပြဿနာတွေဖြစ်နေတယ်ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတဲ့ဟာတွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ် ျမအရင်ဆုံးပြပြပေးချင်တာကတော့အခုနိုင်ငံသားចောင်းသားတွေမြန်မာចောင်းသားတွေပေါ့เนาะအဓိကခက်ခဲနေတယ်ဆိုတာကကြတော့ E7 visa နဲ့အလုပ်ရရှိဖို့ခက်ခဲနေတာပေါ့เนาะဘာကြောင့်လဲဆိုတော့ဒီ E7 visa ကအာကိုကိုရီးယားမှာဘွဲတစ်ခုရရှိပြီးသွားပြီဆိုရင်အဲ professional တယောက်အနေနဲ့ specialist တယောက်အနေနဲ့ ကိုနဲ့ကိုက်ညီတဲ့ကိုရရှိထားတဲ့ဘွဲ့နဲ့သက်ဆိုင်တဲ့အလုပ်ကိုဝင်ရတဲ့ visa professional visa အမျိုးအစားဖြစ်ပါတယ် professional အလုပ်ကိုင် visa ပေါ့နော်အဲ့ဒီလိုမျိုးအလုပ်ကိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုး visa ဖြစ်တဲ့အတွက်ကြောင့်မလို့မရရှိနိုင်ကြတာဖြစ်ပါတယ်အဲအဲ့တော့အခု visa အကြောင်းကိုတည်သွားပြီဖြစ်တဲ့ကြောင့်မလို့ကျွန်မကဒီ visa ကိုရရှိဖို့အတွက်ဖြစ်နေကြတဲ့ပြဿနာတွေကိုပြောပြပေးသွားပါမယ်။ ပထမဆုံးတစ်ချက်ကတော့ specialized scale တွေမရှိကြတာပေါ့နော်ကိုရီးယားရဲ့ထက်တောင်မှထူးကျွန်နေတဲ့အရေးချစ်ကြီးကြီးမမတွေကိုသူတို့ကမပိုင်ဆိုင်ထားကြလို့ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ bachelor degree တွေရှိနေပေမဲ့အလုပ်သုံးဖြစ်တဲ့ကိုရီးယားစကားအင်္ဂလိပ်စကားဘာသာစကားကိုကျွမ်းကျင်စွာမပြောတတ်ကြလို့ဖြစ်ပါတယ် topic ကိုအနည်းဆုံးမှမရှိဘူးဆိုရင်အာဒီ e-visa ရောက်ထားတဲ့အခါမှာ reject ထိနိုင်ပါတယ် နောက်တစ်ခုကကြတော့ရုံးသုံး marketing office design powerpoint เนาะ wifi excel file အဲ့လိုမျိုးရုံးသုံး process တွေရုံသုံးရတဲ့ tools တွေကိုနားမလည်အတွက်ကြောင့်မလို့ကောင်းကောင်းမသုံးတဲ့အတွက်ကြောင့်မလို့လည်းဖြစ်ပါတယ်။နောက်တစ်ခွက်ကြတော့ကိုရီးယားတွေဒီကုမ္ပဏီတွေอ่ะပေါ့เนาะ E7 အနေနဲ့နိုင်ငံသားတွေကိုခေါ်ယူခြင်းပေမဲ့အာဝန်ထမ်းရေးအတွက်တွေပေါ့เนาะကိုရီးယားနဲ့ဝန်ထမ်းရေးအတွက်တွေက အဒီနိုင်ငံသားရေးတပ်ထက်များမနေရမယ်အဲ့လိုမျိုးသတ်မှတ်ချက်တွေလည်းရှိတဲ့အပြင်ကိုကုမ္ပဏီရဲ့လိုအပ်ချက် job title လုံးဝအားလုံးကိုအတိအကျစစ်ပြီးမှခန့်လို့ရတာဖြစ်တဲ့တော့ကြောင့်မလို့ကိုတဲ့ကိုက်ညီတဲ့ကိုကိုတကယ်လိုအပ်နေတဲ့နေရာကိုစူးစမ်းမရှာကြရတော့ကြောင့်မလို့မရကြတာဖြစ်ပါတယ် ောက်တစ်ခုကကြတော့ E7 process ကလည်းအဲဒီလာဝကကအတီးပြုတ်ဖို့အတွက်ပေါ့နော် E7 process E7 visa ရဖို့အတွက်ကိုဟိုလောက်ရတဲ့ process ကလည်းလာဝကကိုတင်တဲ့အခါမှာဆိုင်းစာတဲ့နေအများကြီးပြင်ဆင်ရတယ်ပေါ့နော်အဲအရန်လက်ခတ်ခဲတဲ့အဲ့တော့ကြောင့်မလို့ approve ရဖို့ပေါ့နော်ဒီအတီးပြုတ်ချက်ရဖို့ကအအရန်ခတ်ခဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ company တွေကတတိတွေကအလုံးရှုပ်ခံပြီးတော့ကိုဒါတွေကိုမလုပ်ပေးခြင်းကြတော့ဘူးပေါ့နော်အဲ့အဲ့ဒီအစား နိုင်ငံခြားသားတွေကိုခန့်မှန်းအစားအလုရှုပ်တတ်တာတဲ့အမြဲဒီလိုမျိုးဟာတွေကိုအမြဲတမ်းအာယုံမစားခြင်းနဲ့တွေ့ကြမလို့ကိုရီးယားလူမျိုးတွေကိုပဲရွေးချယ်ပြီးတော့ခန့်အပ်ဖြစ်သွားတာဖြစ်ပါတယ် ောက်တစ်ချက်ကတော့ကိုရီးယားမှာလည်းအဲကိုရီးယားလူမျိုးများစွာကဒီလိုမျိုးသူတို့လိုချင်တဲ့အလုပ်ကိုင်းနဲ့မရရှိတာတွေအများကြီးရှိတယ်ကုမ္ပဏီအလုပ်ကောင်းတွေရောယာတုမြင့်တွေတကယ်ကုမ္ပဏီကောင်းတွေမှာအလုပ်မရရှိတဲ့ပြဿနာတွေကြောင့်အလုပ်လက်မဲ့ဖြစ်နေကြတဲ့လူတွေအများကြီးရှိပါတယ်အဲနောက်ပြီးတော့လည်း HR ကိုယ်တိုင်ကလည်းနိုင်ငံသားတွေထက်ကိုဟိုအလုပ်ကိုင်းပေးတဲ့ကုမ္ပဏီတစ်ခုရဲ့ဒီ HR ကိုယ်တိုင်ကလည်းနိုင်ငံသားတွေထက်ကိုကိုရီးယားလူမျိုးတွေကိုပဲအဓိကပေးခြင်းတဲ့စိတ်ကရှိနေပါတယ်ဦးစားပေးခြင်းတဲ့စိတ်ကရှိနေပါတယ်အဲ့တို့ကြောင့်မလို့လည်းနိုင်ငံသားတွေ ွေမှာအခွင့်အလမ်းတွေနေနေတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကိုရီးယားလူမျိုးတွေထဲမှာလည်းဒီလိုမျိုးအလုပ်ရရှိဖို့အတွက်ကိုအရန်ကိုအပြိုင်ဆိုင်အပြင်းထန်အသေးသေးစူးစမ်းနေရတဲ့သူတွေရှိတာကြောင့်တော်ရုံမဲစူးစမ်းနေတဲ့နိုင်ငံသားចောင်းသားတွေဆိုရင်တော့ဒီလိုမျိုးယာတုကအလုပ်ကင်ကောင်ရရှိဖို့ကမရနိုင်ဖြစ်နေတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ အာအလုံးလဲတဲ့နိုင်ငံဒီចောင်းသားတွေအလုံးလဲတေချာလေးမှတ်သားတည်တင်ပါတယ်။ဘာလဲဆိုကိုရွေးချယ်ထားတဲ့ major ကเนาะဒီတိုင်းပဲအလုံးချမ်းလုံးရတဲ့ major မျိုးစာဖြစ်နေပြီးတော့အာကိုကိုလှုပ်ချင်တာကြတော့ဒီလိုမျိုးကုမ္ပဏီကောင်းကောင်းမှာ အဲကွန်လေးနဲ့ကွန်ပျူတာလေးနဲ့တတတတလှုပ်ချင်နေလို့တော့မရဘူးပေါ့เนาะအဲ့လိုမျိုးဘီမေဂျာရွေးချယ်တာတွေမှားတဲ့အတွက်ကြောင့်မလို့လေကိုကဟိုတကယ်ကောင်းမွန်တဲ့အဲလှုပ်ခွင်နဲ့ကိုမဝင်နိုင်ဖြစ်နေကြတာပါဥပမာကျွန်မကပြောပြရမယ်ဆိုရင်အာကားအင်ဂျင်နီယာရင်းမေဂျာတစ်ခုယူထားတယ် နော်အဲ့ဒါကိုယူထားပြီးရဲ့ဒါနဲ့ဒါမျိုးယိုရီစာမေဂျာကိုယူထားတယ်ယိုရီစာမေဂျာတို့ကာအင်ဂျင်နီယာတို့မေဂျာတို့ကမကောင်းပြောတာမဟုတ်ဘူးနော်ဒါပေမဲ့ကိုကဒီလိုမျိုးမေဂျာတွေယူထားပြီးတော့မှတခြား marketing mind ကိုလှုပ်ချင်ပါတယ်ကုမ္ပဏီတစ်ခုကိုဒီလိုမျိုး high buy တွေကိုတေချာလေး E7 ပြောင်းဖို့အတွက် ကုမ္ပဏီကောင်းကောင်းတစ်ခုမှမာကတ်တင်ဌာနမှာလှုပ်လှုပ်ချင်ပါတယ်ဆိုရင်ကြတော့ကိုရရှိထားတဲ့ဒီဘွဲနဲ့ကမကိုက်ညင်တော့ကြောင့်မလို့ကုမ္ပဏီတွေကလည်းမခန့်နိုင်ဖြစ်နေကြတယ်ပေါ့နော်အဲ့လိုမျိုးတွေမဖြစ်ရလေအောင်ကျမကမိချာတွေရွေးချယ်တော့မယ်ဆိုရင်လေဒီလိုမျိုးကိုတကယ်ကိုရေရှည်အတွက်ကိုစဉ်းစားပြီးတော့ရွေးချယ်ဖို့အတွက်ကိုတိုက်တွန်းချင်ပါတယ်ကဲဒါဆိုရင်ဒီလိုမျိုးပြဿနာတွေကိုတည်သွားပြီဆိုတော့ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကိုကျွန်မပြပြပေးပါမယ်ပထမအဆုံးကတော့ကျွန်မတို့ internship တွေ part time job တွေကို part time အနေနဲ့ပေါ့နော် အဲကုမ္ပဏီတွေမှာဝင်လို့ယူပြီးတော့အတွေ့အကြုံတွေကိုရယူရမှာဖြစ်ပါတယ်မိမိသွားခြင်းနဲ့အဲနေကုမ္ပဏီမိမိနဲ့ကိုက်ညီတဲ့နယ်ပယ်ကိုအရင်ဆုံးပညာသင်အနေနဲ့စတင်ရမှာဖြစ်ပါတယ်အင်တန်အတွေ့အကြုံတွေရှိထားတဲ့သူက e7 လျှောက်တဲ့အခါမှာလည်းတက်သေးပြစရာတွေအတွေ့အကြုံရှိချောင်းတွေပါပြနိုင်တဲ့တော့ကြောင့်မလို့ approve ပြနိုင်ခြင်းကအရန်များပါတယ်နံပါတ်1ကကြတော့ topic 5စရအောင်စူးစမ်းပါပေါ့နော်ကိုရီးယား language skill က အာဘယ်ဗီဇာပဲပြောင်းပြောင်းပေါ့နော်လိုဗီဇာပြောင်းရတဲ့ process မှာအမြန်ဆန်လွယ်ကူစေမဲ့အကြီးမားဆုံးအထောက်အကူဖြစ်ပါတယ်အဲ့တို့ကြောင့်မလို့ topic level မြင့်ဆုံးဖြစ်အောင်ထီးစူးစားပါ software program ကလည်းချိထားတာအကောင်းဆုံးပဲပေါ့နော် software program ကြတော့ခဏခဏပြန်ဖြည့်စရာမလိုဘူးပြီးတော့လည်း point နေစစ်ဆေးတဲ့အခါမှာလည်း software program ကလည်းစစ်ဆေးဒီထည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ software program ရှိထားတာလည်းအကောင်းဆုံးပဲပေါ့နော်နောက်တစ်ခါကျတော့ အာနံပါတ်3ကကြတော့ idea ရှိတယ် business plan တွေလည်းရှိတယ်ဆိုရင်ကိုက startup visa ပေါ့နော်အာဒီလိုမျိုးကိုပိုင်လုပ်ငန်းအသေးစား visa တွေကိုလျှောက်ထားလို့ရနိုင်တယ်လို့ကိုပိုင်လုပ်ငန်းအသေးစားလေးတွေကိုလည်းလှောက်ဆောင်လို့ရပါတယ်နောက်ပြီးတော့ကိုက idea ကောင်းတယ်အဲ့လိုမျိုးပေါ့နော်ဟိုတကယ်ကို business plan တွေပါကောင်းကောင်းဆွဲတက်တဲ့သူဆိုရင်အသေးစားစွန့်ဦးတီထွင်တဲ့ company အသေးလေးတွေမှာဆိုရင်လည်းကိုကအာဘာဖြစ်ဖြစ်အလုပ်ကိုင်းရရှိနိုင်ခြင်းများတယ်ပေါ့နော်အဲ့တော့ကြာမလို့ကိုကဒီလိုမျိုး business plan တွေဆွဲတဲ့အပိုင်းနေ idea ကောင်းကောင်းထုတ်နိုင်တဲ့ လေးဆိုရင်ဒီရဲ့ဘိုင်းတွေကိုလည်းကိုကစဉ်းစားသင့်ပါတယ်။နံပါတ်၄ကတော့ master တွေ phd တွေ soc sa ba sa အဲ့လိုမျိုးအထီးကိုရအောင်အထီးကိုကိုကကြောင်းကိုပြီးဆုံးတဲ့အထီးတည်တည်ချာချာလေးကိုရီးယားမှာတက်ရောက်ထားရပါမယ်။ဒီလိုမျိုးဘွဲတွေရရှိထားတယ်ဆိုရင်ပို့ပြီးတော့အလုပ်လုပ်နိုင်အလုပ်ရနိုင်ခြင်း e7 visa ရနိုင်ခြင်းတွေကပို့များတယ်ပေါ့နော်။ဟောဒီလိုလူမျိုးတွေကိုပဲ company တွေဒီလိုမျိုးတွေကဟိုလိုအပ်နေတဲ့သူတွေကပို့များတယ်ပေါ့နော်။ ဘယ်လိုမျိုးနေရာတွေကပိုလိုအပ်နေလဲဆိုတော့ကျောင်းပိုင်းဆိုင်ရာတွေအဲပြီးတော့အလုတ်ကင်ရှာဖွေ office တွေအဲအဲ့လိုမျိုးနေရာတွေကြတော့ E7 sponsor ပေးတဲ့ company တွေနဲ့လည်းအထိတ်ဆက်များတဲ့အတွက်ကြောင့်မလို့နိုင်ငံသားသားကျောင်းသားတွေအတွက်ကိုပို့ပြီးတော့အခွင့်အလမ်းပုံများရတယ်ပေါ့နော်အဲ့တော့ဒီထက်လည်းပို့ပြီးတော့စဉ်းစားရမယ်ဆိုရင်ဒီနိုင်ငံသားကျောင်းသားတွေအတက်များတဲ့ကျောင်းနေပြီးတော့နိုင်ငံသားကျောင်းသားတွေပြီးနိုင်ငံသားလူမျိုးတွေ visa ပြောင်းရွှေ့လုပ်နေရတယ်ဗီဇာပြောင်းလာပြီဗီဇာတိုးလာပြီလုပ်နေရတယ်လာဝကာတွေ အဲနောက်ပြီးတော့ဒီလိုမျိုးခီးသွားလုပ်ငန်းတွေဒီလိုမျိုးနိုင်ငံစေယုံစေကန်းတွေပေါ့နိုင်ငံခြားကြောင်းနိုင်ငံခြားလူမျိုးတွေနိုင်ငံခြားကိုယ်နိုင်ငံလူမျိုးတွေနဲ့ချိတ်ဆက်ပြီးတော့လုပ်နေရတဲ့အလောက်ကိုင်းတွေကုမ္ပဏီတွေကိုအဓိကတက်ကတ်ထားပြီးတော့လှုပ်ဆောင်ရှောက်ထားရပါမယ် နံပါတ်5ကကြတော့ CV form တွေအပြင် portfolio တွေ၊ jacket ဆိုခဲတွေကိုလည်းတေချာပြင်ဆင်ထားမှာဖြစ်သလို interview skill ကိုလည်းကိုကအကောင်းဆုံးအမိုက်ဆုံးဖြစ်အောင်ပြင်ဆင်ထားရပါမယ်။အဲ့ဒါကြောင့်မလို့ကို portfolio ကိုကြည့်မယ်ဆိုတာနဲ့ဟာဒီလူကဘလို့ဘလို့တွေတောင်လောက်ထားပါလားဆိုလုံးဝအထင်ကြီးလောက်တဲ့အထိလုံးဝကိုဟိုပြစ်ပယ်စရာမရှိလောက်အောင်အထိကိုအားကောင်းနေတဲ့ဟာတွေကိုပြသပေးရပါမယ်ပေါ့နော်။တို့လုံးဝတခြားသူတွေထက်ကိုဟိုကိုကိုလုံးဝဆွဲမြဲသွားနေအောင်အထိကိုရဲ့ skill တွေကိုရဲ့လုံ ံးနိုင်စွေစွမ်းတွေကိုအကုန်လုံးမြင်တွေ့ရအောင်ဒီကိုဘက်ကပြနိုင်ဖို့အရန်ရည်ကြီးရေပေါ့နော်နောက်တစ်ခွာကြတော့အရန်ရည်ကြီးပါဒါကပါလဲဆိုကိုရီးယားလူမျိုးကတည်တဲ့အတိုင်းပဲ ဝိပုံစာပုံနေပုံထိုင်ပုံပြင်ဆင်ပုံတွေကိုအရန်ကြည့်ပါတယ်အဲ့ဒါကြောင့်မဆက်မကြကြနဲ့တကယ်ကိုဟိုကိုဘက်ကစတန်ဒတ်တစ်ခုအနေနဲ့ဒီနေထိုင်တတ်တဲ့သူဝိစားတတ်တဲ့သူပြင်ဆင်တတ်တဲ့သူတွေကပို့ပြီးတော့အာထင်ကြီးလေးစားတာခံရပြီးအလုံးလုံးရနိုင်ချေပုံများပါသူတို့ကနေ့တိုင်းမြင်တွေ့ရတဲ့အချိန်မှာလှလှပပလေးကိုပဲအရန်မြင်ကျင်ကြတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးနေထိုင်အဝိစားအပြင်ဆင်တွေကလည်းအရန်ရေးကြည့်ပါတယ်မဟုတ်လို့ကတော့ကိုကိုကျမကိုယ်လည်းတူတူပဲပေါ့နော်ဟိုတစ်ခါကျရင်ပြင်းနေတာ တစ်မျိုးတတောင်တတာရှိချင်တာတစ်မျိုးနဲ့မပြင်းမစင်နဲ့နေတတ်တဲ့တို့ကြောင့်မလို့အထင်သေးခံရပြီးတော့မရတာတွေအများကြီးရှိခဲ့ပါတယ်เนาะအဲ့တို့ကြောင့်မလို့ကိုကအဲ့လိုမျိုးတွေနဲ့ပြင်ဆင်လို့ရအောင်ကျွန်မပြပြပေးခြင်းဖြစ်ပါတယ်နောက်ဆုံးအချင်းချုပ်အနေနဲ့ကျွန်မပြပြရမယ်ဆိုရင်เนาะ เนาะနိုင်ငံခြားသားတရားအနေနဲ့ E7 visa ចောင်းသားပေါ့နိုင်ငံခြားចောင်းသားအနေနဲ့ဘွေးရပြီးပြီးကိုက E7 visa နဲ့အလုတ်ကင်ကောင်းကောင်းเนาะပြီးတော့ဟိုမပေမန်းရတဲ့အလုတ်ကင်တစ်ခုကိုရခြင်းနဲ့ဆိုရင်အရင်ဆုံး scale တွေ scale ပေါ့เนาะကိုကဒီကုမ္ပဏီကိုဝင်ဖို့အတွက်ဘယ်လိုမျိုး scale တွေလို့လဲအဲ့ scale တွေအားလုံးကိုဖြည့်တင်းထားရပါမယ်နောက်တစ်ချက်ကကြာ language scale ပေါ့เนาะသူတို့ညီနေတိတိချာချာလေးဆွေးနွေးတိုင်ပင်မှုတွေအဲညင်းခုန်မှုတွေเนาะပြောဆိုမှုတွေကိုလိုချင်တဲ့ဟာတွေအကုန်လုံးကိုထုတ်ပေါ်နိုင်မှုတွေသူတို့ကိုမကြိုက်တဲ့ဟာတွေကိုလုပ်နေပြီဆိုရင်လည်းကိုယ့်ဘက်ကတိတိချာချာလေးဟို ပြောဆိုပြီးတော့ကိုလိုချင်တဲ့ဟာကိုအဆင်မပြေတဲ့ဟာတွေကိုပြောနိုင်တဲ့အထိ language skill ကောင်းနေရပါမယ်နောက်တစ်ခါကျ experience ပေါ့နော်ကိုကဒီအလုပ်နဲ့ပတ်သက်ပြီးတော့ experience တွေများနေတယ်ဆိုရင်အဲကိုကအများကြီးခွင့်လန်းနေရတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ဖို့အတွက် skill language experience ကိုတိတ်ချအချိန်ပေးပြီးတော့တိဆောက်ထားတဲ့သူကဒါလည်းရင်ကို career နဲ့သက်ဆိုင်တဲ့ company များစွာကိုနေ့စဉ်အာဟိုရှောက်ထားခြင်းဖြစ်ပေါ့เนาะအခြေဆက်တွေရယူခြင်းဖြစ်ကိုကဒီလိုမျိုး visa တွေကိုရရှိနိုင်မှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ ကျမပြပြရမယ်ဆိုရင်ဒီလိုမျိုးဟိုဒီလိုမျိုးကိုယ်နဲ့ကိုက်ညီတဲ့ကုမ္ပဏီတွေကိုလည်းနေ့စဉ်ညစွာစူးစမ်းပြီးတော့ရှာဖွေနေပါရှောက်ထားနေပါလို့အကြံပြုပေးခြင်းပါတယ်เนาะအာဒါဒါမှမဟုတ်ရင်တော့အလုံး လုံအများလဲလုံနေကြရတယ်เนาะဟိုစူးစမ်းမှုလည်းမရှိတဲ့ဒီအလုပ်ခွင်မှာပဲလုံနေကြရတယ်ပြင်ပမှန်မှန်လမ်းကိုပဲကိုလည်းလိုက်နေရမှာဖြစ်သလိုတချို့သောလူတွေလိုကြိုးကြိုးစားစားနဲ့တကယ်ကိုစမတ်ဖြစ်တဲ့သူတွေအေးရရှိသွားတဲ့လမ်းတွေကိုကိုကရရှိမှာမဟုတ်ပါဘူး။နောက်ဒီလိုမျိုး E7 visa တက်တောင်းတတာနဲ့ professional ကြကြစမတ်ကြကြနဲ့လုံဆောင်ရတဲ့အလုပ်တွေကိုရရှိမှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်မလို့စူးစမ်းဖို့အတွက်ကျွန်မကဒီ video လေးကိုဖန်တီးပေးလိုက်ရတာဖြစ်ပါတယ်။အားလုံးပဲအကျိုးရှိကြပါစေလို့ပြောရင်းနဲ့နောက် video လေးတွေမှာ ှာပြတွေ့ကြပါမယ်ကျမရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးပါတတပါ